အခုနောက်ထပ်တစ်ပုတ်ကလည်းမိတို့ကဝတ္ထုအစီအစဉ်ဖြစ်တဲ့အတွက်ဝတ္ထုသချင်းပဲဖြစ်ပါတယ်မိတို့ဟိုဆရာနဲ့ပထမဦးဆုံးဆုံတွေ့ခွင့်ပေးတဲ့သချင်းလည်းဖြစ်ပါတယ်ရှင်ဒီသချင်းလေးကိုဆရာစီမှာတွားဝယ်တဲ့အချိန်ကနေစပြီးတော့မှမိတို့ဒီလိုပွဲမျိုးဒီပွဲပေါ့နော်ပွဲကိုအစီအစဉ်နေတာကတော့မိတို့မျောလင့်ထားတာတော့ကြာပြီဒီလိုပွဲတွေလုပ်ချင်နေရဆိုတော့အာပထမဦးဆုံးခြေလမ်းကိုဆရာနဲ့စတယ်လို့ဖြစ်သွားပါဘောနော်ဆရာနဲ့ပထမဦးဆုံးဆုံတွေ့ခွင့်ပေးတဲ့သချင်းလေးဖြစ်ပါတယ်အာရွှေပြည်တော်မျောတိုင်းဝေးကြီးဆိုတဲ့သချင်းဖြစ်ပါတယ်ရှင် Thank you.

กว่าลุผิดเลียบัวยิงกว่าลาเมญญามาตา